ဘသူကများမနက်စာအတွက်ဒီလိုအရန်စားလို့ကောင်းတယ်လက်ဖက်ချက်ဥပြုတ်ကိုညင်းဆိုနိုင်ပါလေအိမ်မှာတစ်ခါလှုပ်စားတိုင်းတအိုးလောက်လို့ဖြစ်ပါတယ်တကယ်အရန်စားလို့ကောင်းပါတယ်ကျဲဥကိုရေထဲပြီး10မိနစ်ပြုံးမယ်ပြီးတဲ့အခါစုံးနဲ့အလောင်ပတ်ပတ်လေးခောက်ပေးလိုက်လက်ဖက်ချောက်တဲ့ဂျင်းကျက်တော်မိတ်နက်နက်ပွင့်တကြဘိုးကောင်ကရဝေရွယ်မယုတ်တီချောက်တဲ့ရေတင်တင်ထက်အရာသာအတွက်စားတကြဘဲငက်ပြာကြီးအကြီးဘဲငက်ပြာကြီးအနောက်ထဲမှွေပြီးမြေအေးနဲ့မိနစ်20တည်ပြီးရင်တော့ရှားပါပြီတညစင်ပြီးစားရင်ပိုပြီးစားလို့ကောင်းပါတယ် ဒီနီလေးကဆိုင်တွေကဝယ်စားတာထပ်ပို့ပြီးတော့အရသာရှိပါတယ်။လူတတော်များကအိမ်မှာကျက်သွမ်းမိတ်ကြောတဲ့အခါဥရဲကိုဒီတိုင်းပဲထည့်ကြော်ကြတယ်။အဲ့တော့စားလိုက်ရင်ပျော့ပျော့ကြီးနဲ့အရသာလည်းမကောင်းဘူး။ဒီနေ့ကြော်နီးအမှန်ကိုတင်ပေးပါမယ်။အရင်ဆုံးအနေတော်လေးတွေပိုင်းစားထည့်နေပြီးတော့7မိနစ်နှပ်ထားပါ။ဒီတဲ့အခါရေထည့်ပြီးတိကျပြအောင်စီမယ်။ဒါကကျက်သွမ်းမိတ်ကိုစတောက်တောက်ဖြစ်စေတဲ့အဓိကချက်ပါ။စီပူလာတဲ့အခါအရင်ဆုံးအစီကိုထည့်ကြော်မယ်။ဒီတဲ့အခါအသားထည့်ပြီးတော့အယံပြောင်းတဲ့အထိကြော်ပါ။ ဂျင်းနဲ့ငရုတ်သီးထဲဘဲငက်ပြာရဲ့နောက်တင်တင်ထဲပြီးအယောင်လေးတက်လာတဲ့အထိကြော်ပါပြီးတဲ့အခါချက်တော်မိတ်ထဲအရာသာအတွက်ဘဲငက်ပြာရဲ့ကြီးနဲ့ချက်သားမဟုတ်ထဲပါမိပြပြနဲ့ချက်တဲ့အထိမွေကြော်ပြီးရင်တော့စားလို့ရပါပြီအိမ်မှာချက်စားကြည့်ကြပါနော်အင်ကအဖွာပြောပြတယ်မိဖို့ကြောင့်တော့နေတန်းကောင်းများပကန်းစေးစပြားစီစားနဲ့မုတ်ဖုတ်ဆိုတာထဲရေရောပြီးမှုလိုက်မယ်ပေါ်နေစီဝေးနေတဲ့နေရာတွေကိုတိုက်ချွတ်လိုက်20ကြီလောက်ထိအသိမွယ်ပဲအသုံးပြုလို့ရပါတယ် စပင်းပျော်စည်းကိုရည်နေရောပြီးအင်္ဂါပရိဘောဂါတွေကိုတုတ်ထားလိုက်ရင်တပတ်လောက်ထိဖုံမတက်တော့ဘူး။ရှာလကာရည်တွေကိုကျဲဥအကာထည့်ပြီးစတီးတွေကိုတုံရင်ပြောင်းလဲနေလိမ့်မယ်။ကြမ်းတိုက်ရည်တွေကိုမဖို့ဆိုတာထည့်လိုက်ရင်အညစ်ကြီးတွေအလွယ်တကူကျွပါလေ။အမွှေးရည်၊တံမရရည်နဲ့ရည်ရောပြီးအဝိပီတို့တွေဖြန်ထားရင်အနံ့အသက်ကောင်းပါလေ။တန်းစင်ကန်တွေကရည်စင်ပေါ်မှာအနံ့ဆိုးထွက်ပြီးပိုးကောင်တွေရှိတယ်ဆိုရင်ဒီလိုလေးလုပ်ကြည့်ပါ။မဖို့ဆိုတာနဲ့စာပြူပြီးရည်နှွေးပူပူလောင်းထည့်လိုက်။ဒီလိုမျိုးတပတ်တစ်ခါလောက်လုပ်ပြီးရင်ရပါပြီ။ ကြံတိုက်တို့ကိုကိုလာနဲ့အဝိရှော်ဆက်ပြားစီလောင်ပြီးစေးလိုက်ရင်တော့အစုံးတွေကျသွားပါလိမ့်မယ်။သွားတိုက်စီပကံစီဆက်ပြားစီနဲ့ရေရော်ပြီးမှန်တွေကိုပို့တိုက်စီလိုက်ရင်တက်ရှင်းတောက်ပြောင်သွားရောရေဘူးတွေကိုမုတ်ဖို့ဆိုတာထဲအမွေးရင်နဲ့ရေပြူထဲအဝိရှော်ဆက်ပြားစီနဲ့ရေရော်ခလောက်ပြီးတော့အပေါဖောက်လိုက်ပါ။ပြီးတဲ့အခါဘူရိုင်းနောက်ဖုံးထဲကိုထည့်ထားလိုက်တလားလောက်မစေးရင်တော့ချွတ်မတက်တော့ဘူး။တဒန်တဝက်ကြော်တော့မှတီလိုက်ရတယ်လူနေဘူးဘွားအတွက်လွဲကူချောမွေ့စီမဲအတုံးဝင်တဲ့နီလန်ကောင်းများ ံပါတ်၁ကဒက်ဥကိုတူနဲ့ဆိုင်ပြီးအခွန်ကိုခွာဒါဆိုခွာရလွယ်ကူတဲ့အပြင်လက်ခိုက်မှာကိုလည်းစိုးရင်စရာမလိုတော့ပါဘူးနံပါတ်၂ဟော့ပေါ့ဟင်းရီတွေမှာစီတွေအများများနေတယ်ဆိုရင်တော့ဟင်းရီခတ်စုံတွေကိုရီခဲထည့်ပြီးစုံနဲ့ဟင်းရီပေါ်ပိုင်းကိုပတ်ပေးလိုက်ပါစီတွေခဲပြီးပါလာပါလိမ့်မယ်နံပါတ်၃ကျောက်ဥကိုလင်မြန်စွာဘလို့အနှစ်နဲ့အကာခွဲမှလည်းလက်ထိတ်လေးတွေကိုကျက်သွန့်ပြူနဲ့ပေါ်လိုက်ဒါဆိုအလွယ်တကူအနှစ်ကိုကန်ယူလို့ရပါပြီနံပါတ်၄ငပြောသီးဝယ်တာများပြီးစားမကုန်တဲ့အခါအမဲ့လုံကုန်ပါရော အရင်ဆုံးရေနဲ့စေပေးပြီးရေရွေပြောင်းအောင်သုံးမယ်။တ िश ူးကိုရေဆုပ်ပြီးအရင်မှပတ်ပေးထားလိုက်ပါ။မပြောသေးတဲ့လက်ဆက်မှုကိုထိမ့်ပေးလို့လောက်ဝလောက်အထိထားခံပါရစေ။နံပါတ်5အိမ်မှာအကြော်ကြော်ပြီးကြံတဲ့စီတွေကအနေရီကိုဘလို့စိတ်ထုတ်ရမလဲ။ပြောင်းကုန်မော်တစုံနဲ့ရေတစုံရောမွေပြီးစီ60ရာခိုင်နှုန်းလောက်ပူလာပြီးဆိုဦးရဲထည့်လိုက်ပါ။အနေရီအကုန်လုံးကတ်သွားပြီးဆိုမှဆဲထုတ်လိုက်စီရွေကြည်လင်တန့်စင်သွားရောနံပါတ်6ပစုံရဲ့အကုန်ကိုခင်းရဲနဲ့ထည့်ပြီးဆွဲချလိုက်ရင်အလွယ်တကူကွာတဲ့အပြင်အညစ်အကြေးတွေလည်းတစ်ခါတည်းပါသွားပါရော နံပါတ်9အေးခဲနေတဲ့အသားတွေကိုလုံးဝရည်နဲ့တီတိုင်းထိုက်ရိုက် မစိမ်ပါနဲ့။စားနဲ့ရှာလကာရည်ထည့်ရည်နွေးထည့်ပြီး3မိနစ်စိမ်ထားလိုက်။အပြင်ကဝယ်လာတဲ့အသားထက်ပိုပြီးစားလို့ကောင်းပါတယ်။နံပါတ်10ထမင်းချက်တာရည်များသွားတယ်ဆိုရင်ပါမို့တစ်ချက်ထည့်ပြီးနောက်ထပ်3မိနစ်လောက်ဆက်တည်လိုက်ပါ။ရည်ရည်ပါမို့ထည့်ရောက်သွားပါလိမ့်မယ်။နံပါတ်9ဂတ်တုပုံအလျားသေးနေတယ်ဆိုရင်ဘေးနှစ်ဖက်ရဲ့အပေါ်ပိုင်းကိုအလဲပိုင်းလိုက်။ဒီတဲ့ကလက်နဲ့တီချဆွဲပြီးပြီးတိတ်နေပိတ်လိုက်ရင်ကွက်တိဖြစ်သွားလိမ့်မယ်။နံပါတ်30ပကံစီဖော်ကိုဘရင်ပေါပေါင်အတိုင်းရာပေးပြီးဓာတ်နဲ့ဖြတ်လိုက်။ ဒါဆိုပေါင်းလေးချားကိုအလွယ်တကူတန့်ရှင်းလို့ရသွားပြီဒီလိုမျိုးနီလန်းကောင်းလေးတွေပို့တီးရအောင် follow လုပ်သွားကြပါနော်အသက်30ကျော်ရောက်မှပဲအိမ်မအဝယ်စားတွေချိန်တာနီလန်းတွေမှာနေမှန်သတိထားမိတော့တယ်နံပါတ်1ဆွဲတာအင်ကြီးတွေကိုဒီလိုချိန်ရင်ကျေကုန်တက်ပြီးအရာတွေလည်းထင်ပါတယ်နီလန်းအမှန်ကတဝက်ခောက်လိုက်ပြီးဂျိတ်ကိုချိန်ပေါက်မှာထားကျန်တဲ့ဘက်ကိုအခြားတစ်ဘက်ပေါ်ခောက်လိုက်ရင်တော့ရပါပြီနောက်တနည်းကတော့ဂျိတ်အတွင်းနဲ့ခောက်ထည့်ပြီးလက်နှစ်ဘက်ကိုကြားပြောင်းပြန်ခောက်ထည့်လိုက်နံပါတ်2ဘောင်းမိတ်ချိန်တဲ့အခါဒီလိုချိန်ရင်အရာကျန်ပြီးဒီလိုချိန်ပြန်တော့အလွယ်တကူလျှော့ချပြန်တယ် နီလန်အမန်ကခြေတော်တစ်ဖက်ကိုဂျေအတွင်းနဲ့ခေါက်ထည့်ပြီးလှန်လိုက်မယ်။ကြီးတဲ့အခါနောက်ထပ်ကြံတဲ့တစ်ဖက်ကိုခေါက်ထည့်လိုက်ပါ။ဒါဆိုအလွယ်တကူရှော့မကြတော့ပါဘူး။နောက်တစ်မျိုးရှိသေးတယ်နှစ်ဖက်လုံးကိုတခါတည်းချိန်တဲ့သုံးဖို့တဘုံစာလောက်ထည့်ပြီးဘောင်းမီခါကဂျိုကိုချိန်မှချိန်လိုက်ရင်တော့ရပါပြီ။တည့်ရမှုရှိပြီးကြီးရလေအဆင်ပြေပါရယ်။နံပါတ်3ကိုဝင်းကြီးအရှိရေကရှေလုံးတော့ချိန်ရအဆင်မပြေပါဘူး။ရှုပ်ချက်တွေခံနေပါရော။ပြည်တဲ့အခါနောက်တစ်ချိန်ခေါက်ပြီးတော့အပေါ်အင်ကြီးကိုကိုချိန်လိုက်ပါဒါဆိုတူတူတုတ်တုတ်နဲ့ကြီးရတာလဲရိုရှင်ပါလေမလုံးတက်သေးရင် save ထားလိုက်ကြနော်